ကျွန်တော်တို့လင်မယားနေအောင်မန္တလေးဘက်ကပေါ့နော်မင်းညတော့က၁၀သိန်းလှူထားတယ်အခုနောက်ထပ်၁၀သိန်းကိုကြာတော့ကျွန်တော်တို့မက်ခိုင်နှင်းဝေရိုးစီမှာ အဲတွားရောက်ပြီးတော့လူတန်းပေးမယ်ဆိုပြီးတော့ကျွန်တော်တို့လင်မြန်းနဲ့တော့တိုင်ပင်ထားရယ်နော်ဘက်ခိုင်နေဝေးစီမှာဒါလူတန်းနဲ့လူနေတဲ့နာမည်ကြီးတဲ့ဆယ်လီတွေအမှုပညာရှင်တွေလည်းတော်တော်များလူနေတာတွေ့တယ်ကျွန်တော်တို့လည်းအမှတွားလူဝေးမယ်နောက်ပြီးတော့ကျွန်တော်အခု30ကတော့ပရမ30တင်နဲ့အခု30ထပ်လူမယ်ဆို30ပေါ့နော်30ကတော့ကျွန်တော်တို့ဒုက္ခရောက်တဲ့ပြည်သူတွေကိုလူတာအဲ့ဒီအပြင်ကိုကျွန်တော်ဘာတစ်ခုထပ်တွေ့လဲဆိုတော့အဲ့လိုပြိုကျသွားတဲ့နေရာမှာကျွန်တော်တို့ဖျားတွေပါတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီတန်ဃာတော်တွေရဲ့အကြောင်းတွေပေါ့နော်ဘုန်းကြီးအကြောင်းတွေလည်းအများကြီးပါတယ်အဲ့ဒီမှာလည်းကျွန်တော်ကထပ်လူကျင်သေးတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်လူလင်မယားကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်မှဒီကျွန်းနဲ့သားလေးတွေပေါ့နော်ဒီကျွန်းနဲ့သားလေးတွေဝယ်ထားတာရှိတယ်ဗျဟုတ်လားကျွန်းနဲ့သားလေးတွေဝယ်ထားတာရှိတယ်အဲ့ဒီကျွန်းနဲ့သားလေးတွေကိုကျွန်တော်ရောင်းမယ်ဘတ်တသိမ်းမှုဝယ်ထားရအောင်လို့မနော်အဲ့ဒီဘတ်တသိမ်းမှုဆိုလို့ရှိရင်ကျွန်တော်ရောင်းလို့ရှိလို့ရှိရင်ရတဲ့အမြတ်တွေအားလုံးကိုတစ်ထိုင်းပတ်2000ကျော်ပဲဖြစ်ဖြစ်3000ကျော်ပဲဖြစ်3000တော့မြတ်မှာပေါ့နော်ဒီတသိမ်းဆိုလို့ရှိရင် အဲ့ဒီရတဲ့အမြတ်တွေက3000ဆိုလို့ရှိရင်ကျွန်တော်တို့3030ကျော်ပြီအဲ့ဒီရတဲ့အမြတ်တွေကိုကျွန်တော်ရောင်းရတော့လို့ရှိလို့ရှိရင်ရတဲ့အမြတ်တွေကိုကျွန်တော်ဒီတန်ဃာတော်တွေနဲ့ဟိုပြောကပြိုကျသွားတဲ့ဒီတန်ဃာတော်တွေအကြောင်းနဲ့ဖရားတွေမှာကျွန်တော်လူကိုစဉ်းစားထားပါတယ်เนาะပြောပြလိုက်ပါဦးအမန်ဒီမောင်မားတွေဒီတိုးနဲ့သားတော့ဗရမတွေကအဆောင်လေးတွေသူတို့တရားတရားနဲ့ရအောင်ကိုကြီးမောင်မားတွေလည်းအားပေးကြပါတယ်အဲ့ဒါမို့လို့ဝဲထားတယ်ပေါ့နော်အရင်လေးပြုတ်နေတယ်ဘုဘူးစီရလည်းခေါ်မရသေးလို့ဘုဘူးစီရခေါ်ရလို့ထူရအောင်ဆိုတော့ဒါအမြန်ဆုံးရောင်းရတယ် ဝဘူးဆရာလည်းခေါ်ရတာမရသေးလို့လေအသားကြောင်းလေးတွေပဲအဲ့လိုပဲတရားဘူးဆရာဘူးပဲရောင်းရောင်းတော့လေရောင်းမြန်မြန်ရောင်းရမြန်မြန်လို့ရတယ်နောက်ပြီးတော့သူများပြောမှာမင်းတို့ကဈေးရောက်ခြင်းလို့ဒါမျိုးပြောတာဈေးရောက်ခြင်းလို့ဒါမျိုးပြောတာမဟုတ်။အော်ဒီကျွန်းနဲ့သားကဒီလုံပြောမဲမရောက်လို့ရှိလို့ရှိရင်လည်းကျွန်တော်ကျွန်းနဲ့သားဒါဝယ်ဆို10ကားလောက်ရှိပြီ သုံးလေးရက်နေလို့ရှင်တို့ကသူကုံသွားတယ်နော်ကျွန်တော်တို့ကဈေးအောင်ကောင်းပြီးသားဒီကောင်မောင်တို့ကပြောပြတယ်ဆိုတော့ဒီကောင်ကကျွန်းနဲ့ဆိုတော့ကျွန်တော်တို့ဂမ်မယာသိသိဝင်တဲ့အမျိုးအရိယာရတဲ့အမျက်တွေကိုကျွန်တော်တကယ်ဒီကေပြောမှဆိုလို့ရှိလို့ရှင်ဖရားတွေကျွန်တော်တို့ဘုန်းကြီးเจ้าတွေမှာလှူဒန်းမဲ့ဆိုလို့ရှိရင်လည်းအကျိုးဖြစ်ထုံးမယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာကျွန်းနဲ့ဝယ်ခြင်းတဲ့လူများရှိလို့ရှိရင်ကျွန်းနဲ့သားလဲရမယ်ကျွန်တော်ကြီးကြီးလေးလုပ်ပြီးမယ်အနောက်ကျွန်းနဲ့သားလဲရမယ်အကုတူလဲရမယ်ပေါ့နော်ဖုန်းနံပါတ်လေးသိချာမှတ်သွား3995 9298 399 9898ထိုင်းဖုန်းနံပါတ် Viber မှာလာရောက်ပြီးတော့ဝယ်လို့ရတယ်ဒီကျွန်းနဲ့သားကရတဲ့အမျက်တွေအားလုံးကိုကျွန်တော်တို့ဒီပို့ချသွားတဲ့ဖရားတွေဘုန်းကြီးကျောင်းတွေမှာလှုပ်မယ်ကျွန်တော်တို့လူတွေအတွက်ကိုတော့ကျွန်တော်30မနေ့ညတော့10သိန်းပေါ့နော်နောက်မနေ့ပြန်လောက်ဆိုလို့ရှိရင်မခိုင်းနေဝင်စီမှာကျွန်တော်သွားပြီးတော့ဒီ10သိန်းတစ်ထပ်လှုပ်မယ်အဲဒီကဒီကျွန်းနဲ့သားတွေရှိသေးတယ်ကျွန်တော်ကတပိုးပြီးမယ်ဘတ်သက်သိန်းပို့ဝယ်ထားတာပေါ့နော်ဘတ်သက်သိန်းဆိုလို့ရှိရင်မန်းကို300ကျော်ဝယ်ရှိရတယ် အဲ့ဒါလေးတွေကိုရောင်းရတဲ့အမျက်ငွေအားလုံးကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီဖရားလေးပိုင်းမှာလူတန်းပေးမှာဖြစ်ပါတယ်ဗောနော်ကိုကြီးကိုမမရဲ့လူလူရဲ့လည်းနဲ့မကွာလူတန်းနိုင်တယ်ပုဂ္ဂိုလ်ရင်းကြပါလေနော်နံပါတ်လူလူကတ်ဆိုးလေးမှလည်းအမြင်ဆုံးကင်းဝေးကြပါလေလို့ဟောညာလေးဆူတောင်းနေပါတယ်ကျွန်တော်တို့လင်မယားလည်းတက်နိုင်တဲ့ဘက်ကတက်နိုင်သလောက်ကြီးဗောနော်ဒါလုတ်ပေးနေပါတယ် ဒါလေးတွေရောင်းတဲ့ဥစ္စာလေးနဲ့ကျွန်တော်ဒီဆရာတိုင်ဆရာတော်တန်ဃာတော်တွေဒီပြူကြရတဲ့ဖရားတွေမှာကျွန်တော်တို့အသုံးပြုသွားပါမယ်။ဒီကိုမောင်နှမတွေလည်းဒီဗီဒီယိုဖိုင်လေးကိုဝိုင်းแชร์ပေးသွားခြင်းဖြင့်ကုသိုလ်ပါဝင်ပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။အားလုံးကျေးဇူးပါ။